လာပါရှင်လွတ်လပ်တဲ့အာရှအသံ RFA ရဲ့2025ခုနှစ်မတ်လ8ရက်စနေနေ့ညပိုင်းစီစဉ်တွေကို American ပြည်တော်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမသတိမင်းစင်ပါရှင်ဒီနေ့စီစဉ်မှာနှစ်ကောင်ပိုင်းမှာရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကောင်းဆောင်ပြောကြားလိုက်တဲ့တဲ့ရင် မုံစီဒေတာမှာရွှေဆက်မတူးဖို့တောင်းဆိုတာကို MNDAA လိုက်ရောတဲ့တင်တရုတ်နိုင်ငံရွှေလီနဲ့ကျဲကောင်မှာမြန်မာနိုင်ငံသားတွေဇက်တိုက်ဖမ်းဆီးခံရတဲ့တင်စရတွေကိုကြားဖို့ရှိပါတယ်ရှင်။ဒီနှစ်ဒီဇင်ဘာဒါမှမဟုတ်2026ဇန်နဝါရီမှာရွှေကောက်ပွဲကျင်းပမယ်လို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်နိုင်ကဘယ်လာရုစ်သံတမန်နဲ့မနေ့ကတွေ့ဆုံချိန်မှာပြောကြားတယ်လို့စစ်ကောင်စီအာဘော်မီဒီယာကဒီနေ့ဖော်ပြပါဗျာ။ ရွေးကောက်ပွဲမှာပါဝင်ဖို့53ပါတီကစီရင်တင်သွင်းထားပြီးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့ပြောပါရတယ်။ဘယ်လာရုစ်နိုင်ငံကလေးလာရေးအဖွဲ့တွေလာရောက်လေးလာကြည့်ရှုဖို့လဲစစ်ကောင်းဆောင်ကဖိတ်ကြားပါရတယ်။စစ်ကောင်းစီလာအောက်ကဘယ်ရွေးကောက်ပွဲမဆိုအတူအောင်ဖြစ်မယ်လို့ American ပြည်ထောင်စုကပြောထားတယ်လို့လဲ AFP သတင်းကဖော်ပြပါရရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းကိုက်ခိုင်မြို့နယ်မုံစည်းဒေသမှာကိုကန့်တက်မရော MNDA ကရွှေတူးဖော်လို့ဒေသခံတွေနဲ့ဖြစ်ပွားတဲ့အငင်းပွားမှုမှာရွှေဆက်မတူဖို့ဒေသခံတွေကတောင်းဆိုတာကို MNDA ကလိုက်လျောလိုက်ပါတယ်။ရေရွယ်ဦးတွေမှာ MNDA တပ်ဖွဲ့ကရွှေတူးဖော်နေလို့ဒေသခံတွေနဲ့ဒီလ9ရက်ကအငင်းပွားကြပြီး MNDA ကပြစ်ခတ်တဲ့အတွက် KIA တပ်ဖွဲ့ဝင်တယောက်အပါအဝင်လူ9ယောက်သေဆုံးခဲ့ရပါတယ်။ အဲ့ဒီနောက် MNDA တာဝန်ရှိသူတွေဒေတာကန်တွေနဲ့ရပ်ဖက်အဖွဲ့တွေမနေ့ကတွေ့ဆုံဆွေးနွေးပြီး MNDA ဘက်ကအခုလိုလိုက်လျောခဲ့တာလို့ဒေတာကန်တွေကပြောပါတယ်ရှင်။ကဘာကျော်ခဲမဖြူနဲ့အဖြိုင်နဲ့တတူထွက်ရှိတဲ့ကယားပြည်နယ်မော်ချီမြို့နယ်ကိုစစ်ကောင်စီတပ်ကမနေ့နေ့လယ်ပိုင်းမှာလေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့်လူ၂ယောက်သေဆုံးပြီး၁၀ယောက်ထပ်မနေဒဏ်ရာရတယ်လို့ဒေတာကန်တွေက RFA ကိုပြောပါတယ်။ မော်ချီမြို့ဝင်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်နှစ်ဂိတ်စခန်းဟောင်းသားကိုပောက်ကွဲအားဖြင့်ဘုံးနှလုံးထက်မနည်းပြစ်ခတ်ခဲ့တာလို့ဆိုပါရယ်2023ခုနှစ်နိုဝင်ဘာလကစတင်ခဲ့တဲ့တေလီလုံးစစ်စင်ရေးမှာမော်ချီမြို့ကိုကာကွယ်ရေးတပ်တွေကသိမ်းပိုက်ခဲ့ပြီးအခုတော့တပ်တူတူဖော်ရေးလုပ်ငန်းအားလုံးရပ်ဆိုင်းထားပါရယ်ရှင်တရုတ်နိုင်ငံရွှေလီနဲ့ကျဲကောင်မြို့ကိုရောက်နေတဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသားတွေကိုတရုတ်အာဏာပိုင်တွေကမက်ရှလာဇန်ပိုင်းကစပြီးဇက်တိုက်ဖမ်းဆီးနေတယ်လို့ကျဲကောင်ရောက်မြန်မာနိုင်ငံသားတွေကပြောပါရယ် တရုတ်ရဲတပ်ဖွဲ့ကအလုံယုံစိုက်ပျိုးရေးခြံတွေတဲ့အထိဝင်ရောက်စစ်ဆေးတယ်လို့ဆိုပါတယ်။မတ်လတရက်နေ့ကနေဒီနေ့အထိတရားမဝင်မြန်မာနိုင်ငံသား200ကျော်ဖမ်းဆီးခံရတယ်လို့ကြေကောင်ရောက်မြန်မာတယောက်ကပြောပါတယ်။သူတို့ကိုရွှေလီမြို့ကအကျဉ်းတောင်တွေကိုပို့ပြီးပြစ်မှုအလိုက်ပြစ်ဒဏ်တွေချမှတ်တယ်လို့ဆိုပါတယ်။လို့ရစေသူတွေကိုမူဆက်နေဇက်ကနေမြန်မာနိုင်ငံကိုပြန်ပို့နေပြီးဒီအပိုင်းမှာပဲအ ਨੇ ဆုံး100ကျော်ပြန်ပို့ခံရပါတယ်ဒီလူတွေဟာအ ਨੇ ဆုံး3နှစ်ပြည်ဝင်ခွင့်ကန့်သက်ခံရပါတယ်ရှင် နယ်စပ်ပြတ်ကျော်လိမ့်လည်မှုတွေကိုကင်တွယ်ဖို့ဟောင်ကောင်နဲ့တရုတ်ပြည်မှကြီးအထူးတကွဆောင်ရွက်တင်တယ်လို့တရုတ်အာဏာပိုင်တွေကမနေ့ကပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေဟောင်ကောင်ကလူ6ယောက်ထက်လွတ်မြောက်လာပြီးတဲ့နောက်ပြောကြားတာလို့ဟောင်ကောင်သတင်းတပုတ်ကဖော်ပြပါတယ်။မြန်မာနိုင်ငံမှာပိတ်မိနေတဲ့သူတွေကိုကယ်ဆယ်ဖို့တရုတ်နဲ့ထိုင်းနိုင်ငံတို့ကပူးပေါင်းဆောင်ရွက်တာကအောင်မြင်တယ်လို့တရုတ်ပြည်သူ့ရေးရာလုံခြုံရေးဒုတိယဝန်ကြီးကပြောပါတယ်ရှင်။ တရင်တွေကိုထုံလင်းခဲ့တာပါအခုဆက်လက်ပြီးတရင်ဆောင်းမတွေကိုထုံလင်းပါမယ်မက်လာရှိရဲ့နေ့မှာကြာရောက်တဲ့အပြည့်ပြည့်ဆိုင်ရာအမျိုးသမီးများနေ့အထိမ့်မှတ်လှုပ်ရှားမှုအဖြစ်မြန်မာနိုင်ငံကမြို့နယ်တချို့မှာဆန္ဒပြကြပါတယ်ဒါပြင်လက်နက်ကင်ဆောင်ထားတဲ့စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအနေနဲ့လိမ်မိုင်းဆိုင်ရာအမျက်ထုတ်တာတွေကိုရပ်တန့်မှုပြည်ရင်းပြည်ပမှာရှိတဲ့အမျိုးသမီးအဖွဲ့အစည်းအသီးသီးကတောင်းဆိုလိုက်ပါတယ်အပြည့်အစုံကိုဒေါ်စင်းစန်းတင်ကဆက်လက်တင်ပြပါလိမ့်မယ်ရှင် မရှလာရှိရမှာကြာရောက်တဲ့အပြေးပြေးဆန်ရအမျိုးသမီးများနဲ့အထင်းအမှလှုပ်ရှားမှုအနေနဲ့လက်နက်ကင်တိုက်ပွဲတွေနေ့စဉ်ရှိနေတဲ့သကိုင်းတိုင်းကစလင်းကြီးမြို့နယ်တပင်းရင်းမြို့နယ်တနင်္လာရီတိုင်းဒဝဲမြို့နယ်နဲ့ကြားပြည်နယ်စတဲ့ဒေသတွေမှာဆန္ဒပြကြပါတယ်။ 2025ခုနှစ်အတွက်ပြည်ပဆိုင်ရာအမျိုးသမီးများနှင့်စောင့်မုတ်ဟာ accelerated action အချိန်မြင့်လှုပ်ဆောင်ခြင်းဖြစ်ပြီးအမျိုးသမီးအမျိုးသားဒန်းလူညီများရေးအတွက်အတူတကွလှုပ်ဆောင်ကြဖို့ရည်ရတာလို့အမျိုးသမီးရေးလှုပ်ရှားသူတွေကပြောပါတယ်။အမျိုးသမီးခွင့်ရေးလှုပ်ရှားသူတွေကတော့ဆရာနာသိမ့်ပြီးနောက်အမျိုးသမီးတွေဟာနေ့စဉ်အကြောက်တရားနဲ့ရှင်သန်နေရပြီး ကဏ္ဍပေါင်းစုံမှာနှီးမျိုးစုံနဲ့အခွင့်အရေးချို့ဖောက်ခံရတယ်လို့ပြောပါတယ်မြန်မာအမျိုးသမီးသမဂ္ဂ BWU မူဝါဒဥဆောင်အဖွဲ့ဝင်ဒေါ်တင်တင်ညိုကတော့အမျိုးသမီးတွေပေါ်ခွဲခြားဆက်ဆံရတွေဖော်ဝါဒကြီးစိုးမှုတွေဟာတရားမမျှတတဲ့လွတ်ရက်တွေလို့ပြောပါတယ် ကြံဖတ်မှုတွေကိုဖြည့်ရှင်းတဲ့နေရာမှာခံချက်ညီညီနဲ့လှုပ်ဆောင်မဲ့နေသားမျိုးလေးတွေရရှိဖို့လိုတယ်အထူးသဖြင့်ကတော့ဒီဘဝရက်လွမ်းမိုးတဲ့အတွေးခေါ်အယူဆတွေအာပြီးတဲ့အခါကျလို့ရှိရင်အာနာပိုရှိတဲ့သူကအာနာမဲတဲ့သူတွေကိုနှိမ့်ဆက်ညင်ပန်းတဲ့ဟာတွေအနိုင်နိုင်ထက်စီးနင်းပြုမှုတွေဒီလိုအတွေးခေါ်တွေဒါလေးတွေကိုကျမတို့တွေကပြောင်းလဲရမယ်ပေါ့နော်လူလူစုလူတန်းစားတစ်ခုကိုပဲအာဟိုအခွင့်အလမ်းတွေအကုန်လုံးပေးပြီးတော့မှဂျန်တဲ့သူတွေကိုခွဲခြားဆန္ဒရတဲ့လူမှုအတိုင်းအဝရတရားမပြတာမှုတွေကိုလည်းကျမတို့က ဖော်ထုတ်ရမယ့်နေ့လေးဖြစ်တယ်စစ်ကောင်စီတပ်သားမကတော်လိုင်းရင်အားစုတွေပါအမျိုးသမီးတွေကိုလိမ်ပိုင်းဆိုင်ရာကျူးလွန်နေတာတွေရပ်တန့်မှု Sisters to Sister အဖွဲ့ရဲ့ဥဆောင်ကော်မတီဝင်မတ်တင်စာရှင်းလင်းရည်ကပြောပါတယ် တော်လိုင်းအတွက်မှာပါဝင်ဆောင်ရွက်နေရတဲ့အချိန်မှာစစ်ကောင်စီရဲ့မျိုးသမီးတွေပေါ်မှာနှိပ်စက်အနိုင်ကျင့်မှုတွေအပြင်ကိုကျမတို့အာအခုအဖွဲ့အစည်းတီးတီးကနေမှာတော်လိုင်းတွေကအမျိုးသားတွေကနောက်တီတော်လိုင်းတပ်သားတွေကနေကျူးလွန်တဲ့လိမ်မိုင်းဆိုင်ရာအမျက်ထုတ်မှုစော်ကားနောက်ရှက်မှုအကြမ်းဖက်မှုတိုင်ကြားချက်တွေလည်းကျမတို့လက်ခံရရှိနေတဲ့အခါမှာဒါတွေကိုကျမတို့ရက်တန်းကရက်ဖို့တတိပေးတဲ့အနေနဲ့ဒီကြီးညာချက်ကိုထုတ်ပြန်တာဖြစ်တယ်စစ်ကောင်စီရဲ့လေကြောင်း လက်နက်ကြီးနဲ့ဒရုန်းဘုံတွေကိုနေ့စဉ်ကြုံနေရတဲ့စကိုင်းတိုင်းမွန်ရွာမြို့နယ်ကမငင်ကတော့ဆရာနာရှင်ကို တော်လှန်ရင်းကြားမခွဲခြားတဲ့လူတွေကိုတိုက်ထုတ်မယ်လို့ပြောပါတယ်အနာရှင်စနစ်ကိုတွန်းလိုက်တယ်။အနာရှင်စနစ်ကိုတွန်းလိုက်ရင်လည်းဟိုအမျိုးသမီးတွေရဲ့ခန္ဓာကိုပြင်ပြီးပြီးတော့ ဒီကံဆိုပေါ့နော်အာနိတို့အမျိုးသမီးတွေမို့လုံးလုံးမရဘူးဖြစ်တယ်မို့ဖြစ်တယ်မို့ဆိုတဲ့ခွဲခြားဆက်ဆံခံရတဲ့အခြေအနေအရှင်းတို့ရိုးလဲအမြင့်ပြတ်တိုက်ထုတ်သွားကြပါလေ2025 January ကနေ March 6ရက်အထိလလကျော်အတွင်းစစ်ကောင်စီတပ်ကလေကြောင်းကတိုက်ခိုက်တာနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာရီကြောင့်အမျိုးသမီး173ယောက်သေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကကိုကြီးဆော့ရှောက်ရေးအသင်း AAPB က March 6ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံကပြည်ရင်းစစ်မှာမြန်မာစစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြားမှာအင်အားကြီးမမျှပေမဲ့ဒရုန်းယာဉ်တွေအသုံးပြုလာနိုင်တဲ့အတွက်အင်အားချိန်ခွင်ရှာပြန်ပြီးညှိမျှသွားစေတယ်လို့ RFA ရဲ့ပင်တိုင်ဆောင်မရှင်ဒေးဗစ်ဟတ်ကသုံးသပ်ပါတယ်ဒီအကြောင်းကိုရဲကောင်မြင်မှတင်ပြပါပါရှင်လိုလိုထိမ့်ချုံနိုင်တဲ့ဒရုန်းယာဉ်တွေပေါ်လာပြီးဒီယာဉ်တွေကိုစစ်ရေးမှအသုံးပြုလာကြတာဟာအာနာရှင်အစိုးရတွေနဲ့သူတို့ကို တော်လှန်တိုက်ခိုက်နေကြသူတွေကြားကွာဟနေတဲ့အင်အားချိန်ခွင်ရှာကိုအများကြီးပြောင်းလဲသွားစေပါတယ်လို့ ဆောင်းမရှင်ဒေးဗစ်ဟတ်ကဆိုပါတယ်ဒီလိုမျိုးနီးပညာမြင့်တဲ့လက်နက်တမျိုးကိုဇီးတက်တက်တသားနဲ့လူတိုင်းဝယ်သုံးနိုင်တဲ့အနေအထားရောက်လာတာမျိုးလွန်ခဲ့တဲ့နှစ်တရာလောက်အတွင်းမရှိသေးဘူးလို့ဆောင်းမရှင်ကဆိုပါတယ်စစ်တကအာဏာသိမ်းလိုက်တဲ့နောက်၄နှစ်ကြာဆက်ပြီးဖြစ်နေတဲ့မြန်မာနိုင်ငံကပြည်တွင်းဆက်တိုက်ခိုက်မှုတွေမှာဆိုရင်မြန်မာစစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေကြားအင်အားမမျှပေမဲ့လည်းဒရုန်းအုံပြုတ်မှုတွေကြောင့်အင်အားချိန်ဝင်ရှာကိုပြောင်းလဲသွားစေပါလေလို့ဆောင်းမရှင်ကသုံးသပ်ပါတယ်။မြန်မာစစ်တပ်ဟာဒေါ်လာတန်း၄၀၀လောက်အကုန်ခံပြီးတော့ SU-30 တိုက်လေယာဉ်6စီးကိုရုရှားနိုင်ငံကနေဝယ်ယူခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံတကာပြည်ပခလေလာရေးအဖွဲ့ ICG ရဲ့အဆိုအရစစ်မြေပြင်ကတပ်သားတွေတုံးနေတဲ့ AK-47 နဲ့ M16 rifle တနက်တရေဇေယျကတုံးမိသားအဟောင်းဆိုရင်တောင်တလက်ကိုဒေါ်လာ3000လောက်တိရှိပါတယ်။ဒါနဲ့ရှိရင်တော်လိုင်းအင်အားစုတွေဘက်ကတုံးနေတဲ့လက်နက်တပ်ဆင်ပြီးအဝေးကနေထိန်းချောင်းနိုင်အောင်ပြုပြင်ထားတဲ့ဒရုန်းတွေရဲ့ဈေးကဒေါ်လာ1500ဝန်းကျင်ပဲရှိပါတယ်လို့ဆိုပါတယ် ခုဆိုရင်စစ်ကောင်စီတပ်တွေဟာလည်းဒရုန်းအသုံးပြုတဲ့နေရာမှာအမိလိုက်လာပါတယ်စစ်ကောင်စီဟာတော်လိုင်းတပ်သားတွေအသုံးပြုတဲ့စစ်လက်နက်ပစ္စည်းတွေကိုအတူယူပြီးအလားတူလိုက်ပြီးဖန်နီးအသုံးပြုလာပါတယ်ဒရုန်းတွေကိုဘုံကျဲဖို့နဲ့တိုက်လေရင်နေနဲ့ဘုံကျဲတဲ့နေရာမှာလမ်းပြပေးဖို့အသုံးလာပါတယ်ဒါပေမဲ့လည်းဒရုန်းယာဉ်ရဲ့အာသာချက်ကရန်သူဘက်ကနှီးပညာကိုအမိလိုက်နိုင်တာကြောင့်တော့မဟုတ်ပါဘူးမျက်မှောက်ခဲ့စစ်ပွဲတွေမှာမပါမဖြစ်ဖြစ်လာတဲ့ဒရုန်းယာဉ်တွေအသုံးပြုတာကိုနိုင်ငံတော်အာဏာကိုရယူထားတဲ့အစိုးရကပဲ လဝက်ကြီးအုပ်ထားလို့မရရာဟာထူးခြားချက်ဖြစ်ပါလေလို့ဆောင်းမရှင်ကဆိုပါတယ်မြန်မာနိုင်ငံကတော်လှန်ရေးတပ်ဖွဲ့တွေဟာဒရုန်းယာဉ်တွေအသုံးပြုနိုင်စွမ်းတစ်ခုတည်းနဲ့စစ်ကောင်စီတပ်တွေကိုအနိုင်ယူနိုင်မှာတော့မဟုတ်ပါဘူးစစ်ကောင်စီကိုတိုက်နေတဲ့အဖွဲ့ချင်းချင်းအောင်မြင်မြင်မဟာမိတ်ဖွဲ့စည်းနိုင်တာလက်နက်ခဲယမ်းတွေမပြတ်လက်အောင်ထုတ်လုပ်ပေးမဲ့စိုက်ယုံအလုပ်ယုံတွေရှိတာနဲ့နိုင်ငံတကာရဲ့အားပေးထောက်ခံမှုတွေအပြင်ကံတရားရဲ့မျက်နှာသာပေးမှုအားလုံးဟာအောင်မွေးခံနိုင်မှုအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်ဒါမှမဟုတ်ဒရုန်းတွေသာမတုံးနိုင်ခဲ့ရင် ြန်မာစစ်တပ်ဖက်ကစောစောစစီအနိုင်ရနေလောက်ပါပြီလို့ဆောင်းမရှင်ကဆိုပါတယ်။ကမ္ဘောဒီးယားနိုင်ငံကိုအာနာရှင်ဆန်ဆန်နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ဟာသူနေထိုင်တဲ့အိမ်တော်ကိုဒရုန်းညင်နဲ့လုံခြံတိုက်ခိုက်တပ်ဖြတ်ဖို့ကြိုးစားတဲ့အကြံစီတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တဲ့အကြောင်းကြံစီတဲ့သူကိုလည်းဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း February 17ရက်နေ့ကကြေညာခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့တာမန်ပြည်သူတယောက်ဟာအဆောင်ချက်တွေတင်းတင်းကြပ်ကြပ်ချထားတဲ့ဝန်ကြီးချုပ်ဟောင်းရဲ့နေအိမ်ဝင်းထဲကို ဒရုန်းယာဉ်နဲ့ဝင်ရောက်ဖို့ဖြစ်နိုင်ပါမလားဆိုတာကိုကြွမ်းကျင်သူတွေကတန်ကြားရှိနေပါတယ်။တကယ်တော့ဒီလိုလှုပ်ဖို့ကဖြစ်နိုင်ပါတယ်လို့ဆောင်းပါရှင်ဒေးဗစ်ဟက်ကဆိုပါတယ်။အင်အားတသိန်းကျော်လောက်ရှိတဲ့စစ်တပ်အပြင်ရဲတပ်ဖွဲ့နဲ့တပ်တော်ဆောင်တပ်တွေပါရှိတဲ့ကမ္ဘောဒီးယားမှာဝင်ကြီးချုပ်ဟောင်ဟွန်ဆန်ကိုတမန်ပြည်သူတယောက်ကလှုပ်ကြံတက်ဖြတ်ဖို့ကြံစီခဲ့တယ်ဆိုတဲ့အဖြစ်ဟာဒရုန်းယာဉ်တွေကြောင့်အာနာရှင်တွေတောင်မလုံခြုံတော့တာကိုပြသနေပါတယ်လို့ဆောင်းပါရှင်ကကြေညာထားတဲ့အကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ ကျွန်တော်ရဲကောင်မြန်မာပါဒီအမြင်ဆောင်မကိုအမေရိကန်နိုင်ငံဝါရှင်တန်ဒီစီမြို့တော် RF ရုံးချုပ်ကနေထုတ်လွှင့်ခဲ့တာဖြစ်ပါတယ် 19အဝိစသက်ရွက်ပန်းပွင့်စရီကပ်ပြီးပုံဖော်ရေးဆွဲတဲ့ပကြီတန်းတန်းကို PDF ရေးဖို့ဦးမင်းသက်ထအောင်ကထိုင်းနိုင်ငံမဲဆောက်မြို့မှာအခမဲ့ဖွင့်လှစ်တင် जा ပြီးတဲ့အကြောင်းကိုကိုကြီးကတင်ပြပါမယ်ရှင်။ဒီတန်းတန်းကိုစစ်အာဏာရှင်စန့်ကျင်ရေးမှာထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားနေကြတဲ့တော်လိုင်းရေးဖို့ရေးမေရီအကြမ်းမဖက်အာဏာရှင်စန့်ကျင်ရေး CDN လှုပ်ရှားမှုမှာပါဝင်နေသူတွေနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုအဓိကဦးစားပေးတင် जा ပေးတာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖန်အမျိုးဇာတိအသက်39နှစ်အရွယ် ကိုမင်းတက်ထက်အောင်ကတင်ကြားပို့ချပေးတာပါဆရာတက်လို့ခေါ်တဲ့ကိုမင်းတက်ထက်အောင်ဟာစစ်တပ်အာဏာမသိမ်းခင်အထိရွှေခုံးမြို့မှာမောတရာကိုပိုင်စာတင်ကြောင်းတည်ထောင်ခဲ့တဲ့ကျောင်းဆရာတယောက်ဖြစ်ပါတယ်2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း PDF ရဲဘော်အဖြစ်တော်လိုင်းကြီးမှာပါဝင်လာပြီးအခုတော့ Cobra Column 2 Banon စစ်ကြောင်းမှာတာဝန်ထမ်းဆောင်နေပါတယ်တချိန်ကအနောက်နိုင်ငံမှာပညာသင်ကြားခဲ့တဲ့ကဒီပကြီးအမှုပညာကိုလေ့လာစီးပူးခဲ့ပါတယ် အခုလက်သူတက်ထားတဲ့ဒီပညာကိုမတ်တာနေ့ရက်နေ့ကစတဲ့6ရက်တင်တန်းမှာတင်တန်းသားတင်တန်းသူ15ရောက်ကိုလက်ဆင့်ခံတင် जा ပို့ချပေးပါတယ်ဒီပညာနဲ့စီးပွားဖြစ်အောင်လုပ်လို့ရတယ်လို့ကိုမင်းတက်ထအောင်ကပြောပါတယ်ပန်းစည်းတွေပေါ့အခုမိလာဆောင်ပန်းစည်းတွေမိလာပန်းစည်းတွေကျွန်တော်အဲ့လိုလက်ခံလက်ခံတွေဒီရဲ့ပန်းတွေကိုအချောက်ခံ dry ပြီးတော့ပြန်ပြီးတော့ပုံဖော်လို့ရတယ်အဲ့ဒါကိုလည်းစီဝါဖြည့်လုပ်လို့ရတယ်ဗျပြီးတော့ဒီဘောင်တွေအပြည့်မှာပန်းတွေ ဖန်တီးပြီးတော့အဲအဲ့လိုရောင်းလို့ရတယ်သူတို့သူတို့ရဲ့မင်္ဂလာဆောင်ဖိတ်စာတွေကိုပိုင်းအလှဆင်လို့ရတယ်ပြီးတော့အစာအသောက်တွေမှာဒီရဲ့ပန်တွေကိုအချောက်ခံပြီးတော့ကုန်ရံအဖြစ်နဲ့ရောင်းလို့ရတယ်အများကြီးလို့ရတယ်ဗျာပြီးတော့ reason တွေအတွက်လုပ်လို့ရတယ်အဲလို့ဆိုရင်ဖျောင်းတွေအတွက်လုပ်လို့ရတယ်အများကြီးအများကြီးလို့ရတယ်ဗျာဒီရဲ့ပန်ကိုအချီတီးပြီးတော့ဒီကျွန်တော်ဈေးကွက်တွေပေါ့နော်ဒီအဆေးကွက်တွေကိုအများကြီးထိုးဖောက်ဝင်ရလို့ရတယ်ဗျာအရင်ဆုံးပန်းမွင့်ဖတ်တွေတိရွက်တွေကိုမိမှုနဲ့အပူပေးပြီးအချောက်ခံပါတယ် ီနောက်ခြောက်သွေ့သွားတဲ့တေးရွက်တွေပန်းပွင့်တွေကိုကတင်ဘုတ်လို့ခေါ်တဲ့အောက်ခံပြားပေါ်မှာအတ်နိုင်လို့ခေါ်တဲ့ဓာတ်နဲ့လိုအပ်တဲ့အရွယ်အစားလိုက်လှိဖြတ်ပုံဖော်လိုက်တဲ့အခါပကြီကဖြစ်လာပါတယ်။တီရွက်ချောက်ပန်းပွင့်ပန်းပတ်ခြောက်တွေရဲ့အယောင်အနုအရင်လိုက်ပကြီကမှာအယောင်နဲ့အလင်းမောင်ကစားပြတဲ့အနုပညာလည်းဖြစ်ပါတယ်။ဒီတင်နှမျိုးတက်ရတာအသက်မွေးဝမ်းကြောင်းပညာရဲ့တည့်ရရလိုက်တယ်လို့ပါပဲလို့ PDF ရဲ့မိမဖူဖူကပြောပါတယ်။ရှီမန်းနာကတော့အများကြီးပေါ့နော်။အဲနိုင်ငံတကာအထိလည်းဒီပညာကဟိုထိုးဖောက်နေတာဆိုတော့လေ။ဟုတ်ဒီပညာနဲ့ပဲအတမေဝမ်းကြောင်းထပ်ပြီးတော့အတမေဝမ်းကြောင်းပညာတစ်ခုအနေနဲ့ထပ်ပြီးတက်မြောက်ချင်တာပါရှင်။ဒါဟာပထမဆုံးသင်တန်းဖြစ်ပြီးနောက်ပိုင်းမှာအခမဲ့သင်ကြားပေးဖို့အခက်အခဲရှိတယ်လို့ကွန်မင်းတက်ထအောင်ကဆိုပါတယ်။အခုတော့ပေါ့နော်ကျွန်တော်ကဒီရဲ့သင်တန်းကိုပထမအကြိမ်ကျူစားတာပေါ့နော်။ပထမအကြိမ်ကျူစားတဲ့အခါမှာအခက်အခဲတွေအများကြီးရှိတယ်ဗျ။ငွေကြီးအခက်အခဲလေးရှိတယ်။နေရာအခက်အခဲတွေရှိတယ်။ကုန်ကျစရိတ်အခက်အခဲတွေရှိတယ်။ ါကိုကျွန်တော်စူးစမ်းပြီးတော့လှုပ်ဆောင်လို့ပေါ့နော်ဒီ၄မိနစ်တာကာလမှာဒီအက်နဲ့လှုပ်လိုက်တဲ့စစ်ကြောင်းတွေလည်းအများကြီးရှိတယ်ဗျ။ဒါကြောင့်မို့နောက်မှာငွေကြီးအခက်ခဲတခုလည်းရှိရှိနိုင်တယ်ရှိလာရင်တော့ကျွန်တော်နောက်ထပ်သင်တန်းတွေ free ဖွင့်ပေးနိုင်မှာမဟုတ်ဘူး။ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာသူဖန်တီးထားတဲ့ဗဂျီက58ကားကိုမဲဆောက်မြို့က borderline ပြကန်းမှာခင်းကျင်းပြတာခဲ့ပါတယ်။အခုလက်တင်တန်းသူတင်တန်းသား15ရောက်လို့ဖန်တီးထားတဲ့ဗကြီးကားလက်ရာတွေကိုပေါ်ရာလိုင်းပြကန်းမှာခင်းချင်းပြတ်တာမယ်လို့ဆိုပါရခင်ဗျာ။ RFA ရဲ့အစီအစဉ်တွေကိုဒီမှာပဲရနာပြစေမြန်မာပြည်သူပြည်သားများဘေးရန်ဒီရဲ့ကင်းဝေးကြပါစေရှင် radio free